ချစ်လှစွာသောပရိသတ်ကြီးခမပြီးကိုကူညီတဲ့အနေနဲ့ဗီဒီယိုကိုပထမအချိန်ကြည့်တဲ့အခါဒီတိုင်းပဲကြည့်လိုက်ပါတကယ်လို့များနောက်တစ်ချိန်ကြည့်ပစ်ခဲ့ရင် VPN ဖွင့်ပြီးမရှိတဲ့ကြော်ညာတချို့ကိုကြည့်ပေးပါရှေ့လုံးရင်တော့ skip နေပြီးကြော်လိုက်ပါဒါက Wi-Fi နဲ့ကြည့်တဲ့ပရိသတ်များကိုတောင်းဆိုတာဖြစ်ပြီး Wi-Fi မရဘဲမိုဘိုင်းဒေတာနဲ့တော့ဒါတွေလုံးမပေးကြပါနဲ့ခမဇလန်လေးစကြမယ် Good Ablesses န်တန်ဆိုတဲ့လူကြီးဟာတစုံတစ်ခုကိုအသေးအံရှာနေပါတယ်အခန်းထဲမှာလည်းပွားစီတက်နေပြီပြတင်းပေါက်ဘက်ကိုစိုးရင်တကြီးနဲ့လှမ်းကြည့်လိုက်ကအန်ဆွဲတော့ကိုဂမန်ကရန်ဖွင့်လိုက်ပါတယ်အဲ့ဒီနောက်အန်ဆွဲတဲ့ကနေအဆောင်ဆွဲချိုးထုံးတဲ့အတူအဝတ်စတစ်ခုကိုထုတ်လိုက်ကအဲ့ဒီအဝတ်စပေါ်မှာနာမည်တစ်ခုရေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအခန်းတကာပွင့်သွားပြီသူစိုးရိမ်နေတဲ့အရာရောက်လာပါတယ်အဲ့ဒီအရာကအယိုးအစစ်တွေတကြွကြွမြည်ပြီးဟန်တန်ကိုတတ်ဖို့အတွက်အသင့်ပြင်လိုက်ပါတယ်ဟန်တန်ကအတနာခံကြည့်ပေမဲ့ မထူးတာမို့အိမ်ပေါ်တက်ကနေခုံချလိုက်ပါတော့တယ်ဟန်တန်ကတရက်လက်ကနေလွတ်မြောက်လာခဲ့ပေမဲ့လေအောက်မှာအသင်းဆောင်နေတဲ့ညနဖုံးတက်ထားသူတယောက်ကဟန်တန်ကိုတရှိတချောင်းနဲ့တက်ခိုက်လိုက်ပါတယ်ဟန်တန်ကဓာတန်ရပရပွားနဲ့အိမ်ထဲကိုဝင်ပြေးပြီးအိမ်တကမာကြီးကိုဂလန်ထိုးလိုက်ပါတယ်ဒါပေမဲ့ညနဖုံးတက်ထားတဲ့လူကအပြင်ကနေတကားကိုဆွဲပွင့်နေတဲ့အခါ ဟန်နကသူ့ဆောင်ထားတဲ့အဆောင်တစ်ခုကိုကင်ပြီးဂါရာမြရွတ်ပတ်လိုက်တော့အရာအားလုံးဟာပြန်လည်တည်ငြိမ်သွားပါတယ်။ဒါပေမဲ့မမြင်ရတဲ့အရာကဟန်တန်ကိုခြေရောက်ကနေတရွတ်တိုက်ဆွဲခေါ်သွားပါတော့တယ်။အဲ့ဒီနောက်ဟန်တန်ရဲ့အမွာသားနဲ့သမီးဖြစ်ကြတဲ့နိုင်ယာနဲ့ရာကာရုနှစ်ယောက်အိမ်ပြန်ရောက်လာကြပါတယ်။နိုင်ယာကသူမအဖေကိုမတွေ့တော့လှမ်းခေါ်ကြည့်ပေမဲ့ပြန်ထူးတန်မကြားရပဲ။ကျမ်းပြင်မှလည်းသွေးစွတ်ကြောင်တွေးလိုက်ရတာမို့အမွာမောင်လေးရာကာကိုလှမ်းပြောလိုက်ပါတယ်။ရာကာကတော့ဖုံးပြောမပြတ်ပဲ တခုခုဖိတ်ကြတာနေမှာပါလို့မှတ်ချက်ပေးလိုက်ပါတယ်။နိုင်ရာကတော့ဖခင်ဖြစ်သူအတွက်စိုးရိမ်လာပြီးအိမ်ပေါ်အခန်းနဲ့သွားရှာကြည့်လိုက်ပါတယ်။အိမ်ပေါ်အရောက်မှာဖခင်ကိုဂရင်ပေါ်မှာအိပ်ပျော်နေတာတွေ့လိုက်ရပြီးအခန်းတစ်ခုလုံးလည်းရှုပ်ပွနေပါတယ်။ဗရင်ပေါက်လည်းပိတ်မထားဘူးဆိုတော့ဗရင်ပေါက်ကိုသွားပိတ်ပေးပြီးပြန်အလှမ်းမှာဖခင်ဖြစ်သူဟာဆောင်းကြီးခြုံပြီးမတ်တက်ရက်နေတာမို့အဖေလို့ခေါ်လိုက်ပြီးဆောင်းကိုမကြည့်တော့ဘသူမှမရှိပဲအလွတ်ကြီးဖြစ်နေပါတယ်။ရာကာကတော့အောက်မှာဖုံးပြောနေရင်းနဲ့ညှိတွားတန်ကြားလိုက်ရတာမို့ နိုင်ရကိုအော်ခေါ်လိုက်ပါတယ်နိုင်ရလည်းအိမ်ပေါ်ကနေအမြန်ဆင်းလာတော့ဓာတံရများနဲ့ညီးတွားနေတဲ့ဖခင်ကြီးကိုတွေးလိုက်ရပါတယ်အဲ့ဒါနဲ့နိုင်ရကစေယုံကခေါ်ဖို့ပြောတဲ့အခါဟန်တန်ရဲ့ခန္ဓာကိုယ်ကြီးကတဆက်ဆက်တုံလာပြီးမျက်နှာတဝိုက်မှာရင်းနှွေးငွေ့တွေထွက်လာခဲ့ပါတယ်ဟန်နကသူ့ကိုထိန်းချုပ်ထားတဲ့အရာကနေတွန်းလှန်ဖို့ကြိုးစားနေပေမဲ့အောင်မြင်မှုမရှိပဲပါစက်ကနေကလီစာတွေအပုံလိုက်အန်ချကအသက်ထွက်သွားပါတော့တယ်။မောင်နှမနှစ်ယောက်လည်းကြောက်လန့်စရာမြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်နေကြကဟန်တန်ကတော့မသေးဆုံးချိန်ထိလက်ထဲမှာအရာတစ်ခုကိုစုပ်ကင်ထားတာတွေ့လိုက်ရပါတယ်ဟုတ်ကဲ့ဒါကတော့ခုတက်အပလစ်ဆိုတဲ့အင်ဒိုနီးရှားတရေကဖြစ်ပြီးပြိသက်တို့အတွက်မူရင်းရသက်မပြောက်စေရပဲတင်ဆက်ပေးလိုက်ရပါတယ်ဇလန်လီမစက်ခင်လိုက်တစ်ချက်ကွန်မန့်တစ်ကြောင်းစာရိုက်ဖို့အချိန်ရှိရင်တခုခုရေးပစ်ခဲ့ပါ အားလုံးကို reply ပြန်ပေးပါမယ်မိန်းကလေးတွေရဲ့ကွန်မန့်အော်မှာ ညဉ့်ညမ်းတဲ့စကလုံးတွေနဲ့ရည်ရွယ်ချက်ရှိရှိလိုက်လံစော်ကားကြတဲ့အကောင့်တူတွေအကောင့်စစ်တွေအကုန်လုံးရာသပန် channel ကနေကစ်ထုတ်ပေးပါမယ်ပြည်သက်တို့အနေနဲ့ရုပ်ကန်းသူတွေကိုအချိန်ကုန်ခံပြီးခေါင်းထဲထားမနေကြပါနဲ့အချိန်နဲ့တပြေးညီစီးစစ်ပြီးဘန်းပေးပါမယ်နော်ဆက်ရဖို့အချိန်မရှိရင်တော့နှစ်သက်တဲ့ emoji တခုခုမန့်ခဲ့ပေးပါ subscribe မလုပ်ရသေးရင်လည်းလုပ်ခဲ့ကြပါဇလန်လေးဆက်ကြမယ်အဲ့ဒီညမှာပဲဟန်တန်းအလောင်းကိုပိတ်ဖြူစာမပတ်ခင်ဗလီဆီယာကဟနေတဲ့ပါဇက်ပေါက်ကိုပြန်စစ်ပေးလိုက်ပါတယ် ရာကာရောက်လာတဲ့အခါတန့်စင်သောရေနဲ့ဖခင်အလောင်းကိုရေချိုးစေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအလောင်းရဲ့မျက်လုံးကပွင့်သွားတာမို့ဘလီစီယာနှောက်ကထိတ်လန့်နေပြီးအလောင်းကိုကင်ထွေပေးဖို့ဆိုးရွနေကြပါတယ်ဘာကြောင့်လဲဆိုတော့ဟန်တန်းရဲ့ပုံမှန်သဏ္ဍာန်ကိုကြည့်ပြီးဒီလူဟာအောက်လန်းတုံးခဲ့တယ်လို့ယုံကြည်ကြလို့ပါပဲအဲ့ဒီနောက်မသားအလောင်းကိုဖိတ်ဖြူစပ်ပတ်ပေးလိုက်ပြီးဘလီစီယာကအပြင်းမမိုးတဲနေတာမို့ဒီနေ့ညအတုပချဖို့မဖြစ်နိုင်ကြောင်းမနဲ့ပြန်ချမှမြေမြုပ်ကြမယ်လို့ပြောပြီးနှုတ်ဆက်ကပြန်သွားကြပါတယ် ရကကသူတို့အရွယ်ရောက်တဲ့အချိန်အထိဖခင်ကြီးဟာကောင်းမွန်စွာနေထိုင်ခဲ့သူဖြစ်ပြီးအခုကြုံခဲ့ရတာတွေကိုသုံးသပ်ပြီးအောက်လန်းကြောင့်တည်ရတာလို့ပြောလိုက်ပါတယ်။နိုင်ရာကတော့သူတို့အဖေကိုသူယုံနေအတိတ်ပဲမရှိတာတွေအတွေးမဝင်စမ်းမနဲ့လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာရကကပင်ပန်းနေပြီးမှအိမ်ပေါ်တက်ပြီးအနားယူတော့မယ့်အလုံမှာဖခင်ကြီးအခန်းတကားကပွင့်သွားတာမို့အခန်းထဲဝင်ကြည့်မယ့်အလုံမိပြတ်သွားပါတယ်။ရကလည်းအခန်းထဲဝင်သွားပြီးအန်ဆွဲထဲကနေဓမီရှာတွေ့တော့မှ ဓမီကိုဖွင့်ကြည့်တော့နိုင်ရန်ပေါ်မှာကတ်နေတဲ့တရေတော့ကောင်ရှိနေပါတယ်ရခကသတိမထားမိပဲအခန်းတလျှောက်ကြီးရင်းနဲ့သူတစ်ခါမှမမြင်ဘူးတဲ့ဓပုံဓပုံကိုတွေးလိုက်ရတာမို့ကောက်ကင်ကြည့်နေချင်းအနောက်မှာရှိနေတဲ့အရာကြောင့်ပလက်လန်ကျသွားပါတယ်ဒါပေမဲ့လည်းဘာမှရှိမနေပဲမထင်မဖက်စပွဲကုံအောင်မှကျနေတဲ့အဆောင်ဆွဲချိုးနဲ့အတူကီမန်းကိုရှာပါဆိုတဲ့ပိတ်ဆတ်တစ်ခုကို တွေးလိုက်ရပါတယ်နိုင်ရာကတော့အောက်ထပ်မှဖျောင်းနိုင်ထွန်းပြီး အရှိတကားနဲ့ပြတင်းပေါက်တွေကိုလိုက်ပိတ်တဲ့အခါမှန်တဲ့ကနေသူ့အဖေရဲ့အလောင်းငုတ်တုတ်ထိုင်နေတာကိုတွေ့လိုက်ရတာမှလန့်သွားပါတယ်။အဲ့ဒါနဲ့မရေတရေနဲ့တွားကြည့်တော့ပုံမှန်အနေအထားတိုင်းပဲရှိနေပြီးအပေါ်ကနေအတန်းချားလိုက်ရလို့မော့ကြည့်လိုက်တော့အပေါ်မှာတရေရှိနေပြီးသူမအပေါ်ခုံအုပ်လိုက်ပါတယ်။နိုင်ရာလည်းလန့်သွားပြီးရာကကိုလန့်ခေါ်လိုက်ပါတယ်။ရာကာကလည်းအပေါ်တက်ကနေကြောက်လန့်တကြပြေးလာတော့မောင်နှမနှစ်ယောက်လုံးကြုံခဲ့ရတဲ့တရေဟာဖခင်ရဲ့အလောင်းပေါ်တက်နေတာကိုတွေ့လိုက်ရပါတယ် အရာနဲ့အမြန်သွားကြတဲ့အခါပိတ်ဖြူစသာကြံခဲ့ပြီးဖခင်ရဲ့အလောင်းဟာပျောက်ချင်းမလပျောက်ဆုံးသွားပါတော့တယ်။မွန်မနှစ်ယောက်လည်းထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့နေရတော့ဘာဆက်လို့ရမှန်းမသိတော့တဲ့အခါနိုင်ရာကရဲကိုအကြောင်းကြားရမယ်ဆိုတော့ရခါကရဲကိုဘလို့ပြောမှလဲမကောင်းဆိုးရပြန်ပြီးဆွဲသွားတယ်လို့ပြောရမှလားဆိုပြီးရဲစကန်းကိုလည်းတိုင်မရပဲအခက်တွေ့နေကြပါတယ်။ရခါကပဲဆက်ပြီးသူတို့ဖခင်အခန်းထဲကတွေ့ခဲ့ရတဲ့ကီမန်းကိုရှာပါလို့ရေးထားတဲ့ပိတ်ဆရဲအဆောင်ဆွဲကျူးတစ်ခုံးရဲ့ ဖခင်မသိဆုံးခင်လက်ထဲမှာကင်ထားတဲ့အဆောင်ပစ္စည်းနဲ့အတူသူတွေးခဲ့ရတဲ့ဓာတ်ပုံကိုပါပြလိုက်ပါတယ်ဓာတ်ပုံထဲမှာသူတို့ဖခင်နဲ့အတူမိသားစုလိုယူဆရတဲ့သူတွေလည်းပါဝင်နေပြီးအနောက်မှာလည်းနာမည်များရေးထားတာကို တွေ့လိုက်ရပါတယ်နောက်ပြီးဓာတ်ပုံနောက်မှာအရှိကြပါရန်ကူရွာ1990လို့ရေးထားပါတယ်သူတို့မောင်နှမရဲ့ဖခင်ဟာဘလို့လူမျိုးလဲဘာလို့မိသားစုနဲ့ပတ်သက်တာမှန်သမျှစကားမဟခဲ့တာလဲမောင်နှမနှစ်ယောက်ဟာမိခင်ဘသူလဲဆိုတာတော့မှတိကျွင့်မရခဲ့ပါဘူး ရကကငါတို့ရန်ကူရွာကိုသွားကြပြီးကီမန်းဆိုတဲ့လူကိုရှာပြီးအဖေရဲ့လျှို့ဝှက်ချက်တွေကိုစုံစမ်းရမယ်ဆိုတော့နိုင်ရာကလက်မခံတဲ့အခါဒီမနီတော့လေအလောင်းပြောက်သွားတဲ့ကိစ္စအပေါ်ဘလို့ဖြေရှင်းကြမှာလဲအဖေရွာကိုသွားကြည့်တာကမှအနည်းဆုံးတော့ငါတို့အဖေကိုသူ့ရွာမှာတချို့ဖို့လူနာတင်ကားနဲ့ခေါ်သွားတယ်လို့ပြောလို့ရသေးတယ်ဆိုတော့နိုင်ရာလည်းလက်ခံလိုက်ရပါတော့တယ်ဒီလိုနဲ့မောင်နှမနှစ်ယောက်ဟာယထာစီးပြီးအရှိချာဘောက်ကိုထွက်လာခဲ့ကြတယ်ဂျာဘရောက်တဲ့အခါကာစီပီရန်ကူရွာကိုဆက်လက်ခရီးဆက်ကြပါတယ် ကာသမကရန်ကူရွာနဲ့အနီးဆုံးနေရာမှာမောင်နှမနှစ်ယောက်ကိုချပေးလိုက်ပါတယ်ဒါပေမဲ့ရွာကဘယ်မှာရှိမှန်းလဲမသိဖုန်းလိုင်းကလည်းမမိဖြစ်နေတော့အခက်တွေ့နေကြချင်းအုံသီးထမ်းလာတဲ့လူတစ်ယောက်ကိုတွေ့တာနဲ့လှမ်းမိလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလူကဘာမှပြန်မပြောပဲရှောင်ထွက်သွားပါတယ်။နိုင်ရာတို့လည်းဘာဆက်လို့ရမှမသိဖြစ်နေချင်း။အိုဟောင်းပျက်စီးနေပြီဖြစ်တဲ့ရွာဆိုင်ပုတ်ကိုတွေးလိုက်ရတာမို့ရကကမီတာ900လောက်သွားကြည့်ကြမယ်။မတွေးရင်တော့ပြန်လဲကြမယ်လို့ပြောပြီးအဲ့ဒီလမ်းအတိုင်းသွားလိုက်ကြပါတယ်။ ဒါပေမဲ့မီတာ900ကျော်ထိတိုင်ဘာမှမတွေ့ရတော့မို့နိုင်ရာကငါတို့နောက်မကျခင်ပြန်ကြရအောင်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမလန့်မကန့်မှမိမတယောက်ကိုတွေ့လိုက်ရတော့မို့ရန်ကူရွာကိုဘယ်လန်းကသွားရတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီမိမကမျက်နှာပြက်သွားပြီးဘာလို့အဲ့ဒီကိုသွားကျင်ရတာလဲလို့ပြန်မေးတော့ရကာကကျွန်တော်တို့ရာဂျီမန်ရဲ့အိမ်ကိုသွားကျင်လို့ပါသူ့ကိုတိလာလို့ထပ်မေးလိုက်ပါတယ်အဲ့ဒီခါအမျိုးသမီးရဲ့မျက်နှာပြုံးရွှင်သွားကအဖွားဂျီမန်ကိုပြောတာလားအဖွားဂျီမန်က သူမနဲ့တလန်းနေနေတာဆိုကသူမနောက်ကလိုက်ခဲ့ဖို့ပြောပြီးခေါ်သွားပါတော့တယ်လမ်းမှာနိုင်ရာကဖနှကျိုးချီနေချင်းအနောက်မှာတယောက်တည်းကျန်နေခဲ့ပြီးသူမအနောက်မှာမျက်နှာမီးလောင်တန်းရနဲ့မိမကြီးတယောက်ပေါ်လာကသူမမျက်နှာကိုဒရင်းနဲ့တုတ်လင်းလိုက်ပြီးပစက်ကလည်းဂါရာတချို့ရွတ်ဖက်ကပြန်ထွက်သွားပါတယ်နိုင်ရာလည်းလန့်သွားပြီးရာကကိုအော်ခေါ်လိုက်ကဒီလိုမူမမှန်တဲ့နေရာကြီးကိုဆက်မသွားချင်တော့တာကြောင့်အိမ်ပြန်ကြဆုလို့ပြောလိုက်ပါတယ်အဲ့ဒီအခါရွာကအမျိုးသမီးကရွာကိုရောက်တော့မှဆိုတော့ နိုင်ရလဲအိမ်ပြန်ဖို့စိတ်လျှော့ကရန်ကူရွာလေးစီတို့ဆက်လက်ခရီးဆက်ကြပါတော့တယ်ရွာကိုရောက်ခန်းဒီမှာလူတချို့အလှူရှားသွားလာနေတာကို တွေ့လိုက်ရပြီးရွာကန်အမျိုးသမီးက"သူမနာမည်အာရုဖြစ်ကြောင်းမိတ်ဆက်လိုက်ကဒီရွာကလူသူအယောက်ပေါက်မရှိသလောက်နဲ့ပြီးရွာကထွက်တဲ့စံစဘာတွေကိုဂျာဘာကျွန်းစီတင်ပို့ရောင်းချကြောင်းပြောပြလိုက်ပါတယ်ရွာထဲကိုရောက်တော့အရန်တိတ်ဆိတ်နေပြီးရွာမှာရှိတဲ့ထူးဆန်းတဲ့ဒလီရိုးရွာများကိုလည်းတွေ့လိုက်ရပါတယ်တနည်းအားအယောက်မှာရွာအဝင်ဝမှာတွေ့ခဲ့ရတဲ့အုံသီးထန်းထားတဲ့လူဟာ နိုင်ရာတို့ကိုစောင့်ကြည့်နေပါတယ်။နောက်ဆုံးမှာအဖွားချိမန်အိမ်ရောက်ခဲ့ပြီးမှအာရုကသူမအိမ်လေးစာကိုပြောပြလိုက်ခါအခွင့်သင့်တဲ့အခါရွာတွေကသူမအိမ်ကိုလာလဲဖို့ပြောပြီးနှုတ်ဆက်ကပြန်သွားပါတယ်။ရာကာကအိမ်တကားကိုသွားခုတော့အဖွားကြီးတယောက်ထွက်လာပါတယ်။အဲ့ဒီအခါရာကာကကျွန်တော်တို့ရာဂျီမန်ကိုလာရှာတာပါဆိုတော့အဖွားကြီးကရာဂျီမန်ဆိုတာသူပဲလို့ပြောတဲ့အခါရာကာတို့ကသူတို့ကိုသူတို့မိတ်ဆက်လိုက်ပြီးဖခင်အခန်းထဲကတွေးခဲ့ရတဲ့ဓပုံကိုပြလိုက်ခါဓပုံထဲကလူကအဖွားလာလို့မေးလိုက်ပါတယ်။ ဖွားကြီးကပုံကိုကြည့်ပြီးညနာပြုံးရွှင်သွားကအိမ်ထဲဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။နိုင်ရာကတော့အဖွားကြီးအမူအရာကိုကြည့်ပြီးမတင်ကဖြစ်နေပါတယ်။အဲ့ဒီနောက်အဖွားကြီးကရင်းနှွေးချမ်းနဲ့အဲ့ခံတော့ရာခာကရင်းနှွေးချမ်းတောက်ရင်ကျွန်တော်တို့ကဟန်တန်ရဲ့သားသမီးတွေပါလို့ပြောလိုက်ပါတယ်။နိုင်ရာကတော့ဘာတွေထည့်ထားမှမသိတော့မှုမတောက်ဖဲနေလိုက်ပါတယ်။အဖွားကြီးကဟန်နန်ဟာအရင်ကသူ့သားဖြစ်ခဲ့ပေမဲ့သူ့ရွေးချယ်ခဲ့တဲ့လမ်းကြောင်းသားအဖြစ်ကနေစွန့်လွတ်ခဲ့တယ်ဆိုတော့နိုင်ရာတို့မောင်နှမလည်း ရာជីမန်ဟာသူတို့အဖွားဖြစ်နေမှန်သိလိုက်ရကသူတို့ဖခင်သေဆုံးသွားကြောင်းနဲ့အလောင်းဟာလည်းထူးဆန်းစွာပျောက်ဆုံးသွားကြောင်းပြောလိုက်ကြပါတယ်။တဆက်တည်းသူတို့အဖေဖုံးကွယ်ထားတဲ့အကြောင်းတွေအဖွားသိတာများရှိရင်ပြောပြပေးပါဆိုတော့အဖွားကြီးကိုယ်တိုင်ကပါတခုခုကိုဖုံးကွယ်ထားတာဖြစ်ပြီးမင်းတို့အဖြစ်မှန်ကိုသိကျင်နေဆိုရင်နောက်နှစ်ရက်ကြာတဲ့အခါဒီရွာမှာကောက်ရိတ်သိမ်းပွဲလုပ်လိမ့်မယ်။အဲ့ဒီအချိန်ကြာရင်မင်းတို့သိကျင်တဲ့အဖြစ်သိလာပါလိမ့်မယ်ဆိုကတကယ်လို့ပွဲမတိုင်ခင်အထိနေချင်းရင်ဒီအိမ်မှာနေလို့ရတယ်လို့ပြောလိုက်ပါတယ်။ နိုင်ရာကိုလည်းစောင့်ကြည့်လိုက်ကြဖို့ဆုံးဖြတ်တော့နိုင်ရာကိုဘူလန်ဆိုတဲ့သူမအဖေရဲ့ညီမအခန်းမှာနေရာချထားပေးပြီးရာကကိုတော့ဟန်တန်နေခဲ့တဲ့အခန်းမှာနေရာချထားပေးခဲ့ပါတယ်။နိုင်ရာကတော့သူမတို့ဘက်ကင်ဒီနေရာအကြောင်းကိုပြောမပြခဲ့တာကအကြောင်းပြချက်ရှိရမယ်။ငါတို့ကိုဒီကိုမသွားစေချင်ခဲ့တာများလားဆိုကကြောက်နေတယ်လို့သူမတို့အဖေကအရင်ကဘာတွေလုပ်ခဲ့တာလဲလူကောင်းရောဟုတ်ရဲ့လားဆိုတာတွေးရခတ်နေပါတော့တယ်။ဒီလိုနဲ့ခီးပန်းလာကြတော့နိုင်ရာကဂရင်ဘော်လက်အိတ်လိုက်တဲ့အခါ ူမရဲ့ကိုမှာလူသေးထုတ်တဲ့ပိတ်ဖြူစားနဲ့ထုတ်တာချင်းခံရကခြေရင်းဘက်ကနေအတန်နဲ့ကြီးနဲ့အတူတရေကြီးရောက်လာပါတော့တယ်တရေကြီးကရှာအရှိကြီးထုတ်ပြီးနိုင်ရမျက်နှာကိုရက်လိုက်တဲ့အခါမှာတော့အိမ်မက်ကနေလန့်နိုလာခဲ့ပါတယ်နိုင်ရလည်းသွေးလေးချောက်ချပြီးမက်ခဲတဲ့အိမ်မက်လာတကယ်ပဲနမိတ်ပြနေတာလားဝေခွဲမရတာနဲ့သူမအဖေစီကတွေးခဲ့ရတဲ့အဆောင်ဆွဲချိုးကိုလဲပြင်းမှဆွဲပြီးပြန်အိတ်လိုက်ပါတယ်ဒီတစ်ချိန်ပြန်အိတ်တဲ့အခါမှာတော့ သူမဟာဂရင်ပေါ်မှာမရှိတော့ပဲတောထဲမှာနိုးလာတော့လန့်သွားပြီးရာကကိုလန့်ခေါ်လိုက်ပါတယ်။ဒါပေမဲ့သူမအတန်ကိုဘသူကမှမကြားရပဲဖြစ်နေပြီးသူမအနောက်ကလှိုင်ကူတွေကနေဖခင်ရဲ့ညီးတွားပြီးအကူညီတောင်းတဲ့အတန်ကိုကြားလိုက်ရပါတယ်။နွားရလဲအတန်လာရလှိုင်ကူတွေကိုဝင်သွားလိုက်ပါတယ်။လှိုင်ကူကြီးကကြဲပြောလာကသူမအဖေကိုလှမ်းခေါ်လိုက်တဲ့အတန်ကပဲ့တင်ထက်နေပါတော့တယ်။နွားရကအတန်လာရနောက်ကိုလိုက်ရင်ခလုတ်တိုက်မိသွားတော့လူအယိုးကောင်းအများပြားကိုတွေးလိုက်ရကအတန်ကိုဟစ်လိုက်ပါတော့တယ်။ ဲ့ဒီအချိန်မှာပဲရာကာရောက်လာပြီးဘာလို့ဒီနေရာမှာအိတ်နေတာလဲဆိုတော့မှသူမခန္ဓာကိုယ်ဟာဂရင်ပေါ်မှာမရှိတော့မှန်းတိသွားပါတော့တယ်။နိုင်ရာကအိမ်မထဲကခူအကြောင်းနဲ့ဖခင်ရဲ့အတန်ကြားခဲ့ရကြောင်းပြောလိုက်ပါတယ်။ထူးဆန်းတာကနိုင်ရာခြေထောက်မှာခလုတ်တိုက်မိခဲ့တဲ့ဒဏ်ရာရှိနေခဲ့တာပါ။ရာကာကကြောက်နေတဲ့နိုင်ရာကိုဖေးမက အိမ်နဲ့ပြန်ခေါ်သွားပါတယ်။အိမ်ထဲမှာတော့အဖွားကြီးကအသားရုံးတွေကိုတောက်တောက်ဆင်းနေပြီးချက်ပြုတ်နေပါတယ်။ရာကာကနိုင်ရာလေပင်မှာ ဖခင်ရဲ့အဆောင်ဆွေးကျူးကိုတွေ့တော့ ဘာလို့ဆွဲထားတာလဲချွတ်လိုက်ပါလို့ပြောနေတော့မှာပဲအဖွားကြီးရောက်လာကထမင်းစားဖို့ပြင်ဆင်ပေးရင်မင်းတို့အဖေမင်းတို့ကိုဒီရွာခေါ်လာဖို့အချိန်အကြာကြီးစောင့်ခဲ့ရတာမင်းတို့ရောက်လာတော့ငါအယံဝန်းတာတယ်ဆိုကစောစောကချက်ပြုတ်ထားတဲ့အသားဟင်းကိုကျွေးလိုက်ပါတယ်ရကကသူကတက်တက်လွတ်တမဆိုပြီးညင်းလိုက်တော့အဖွားကြီးကမျက်နှာပြတ်သွားပါတယ်နိုင်ရကထမင်းစားနေရင်ဒီရွာမှာလှိုက်ကူတွေပါလိမ့်ရှိလာလို့မေးကြည့်တော့အဖွားကြီးကဒီပတ်ဝန်းကျင်မှာဘာလိုင်ကူမှမရှိဘူးလို့ပြောပြီးထွက်သွားပါတယ်နိုင်ရကတော့ သူအဖွားကြီးမန်ဟာယုံလို့မရတာမို့အိမ်ပြန်ချင်နေပေမဲ့လဲရာကာကစွဲခေါ်နေတာမို့ပွဲတော်ရက်ထိနေဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်အဲ့ဒီနောက်အဖွားကြီးအလင်မှာယွာနီးဆက်ချုပ်ရှောက်ကြည့်ကြရင်အုံဒီရောက်တဲ့လူကိုထတ်တွေးတဲ့အခါဒီယွာနားမှာလှိုင်ကူရှိလာလို့မေးကြည့်တော့အဲ့ဒီလူကဘာတီလှိုင်ကူကိုမေးတာလားဆိုတော့အဖွားကြီးလိန်နေတာကိုတိလိုက်ရကလှိုင်ကူရဲ့တည်နေရကိုစက်မေးလိုက်ကြပါတယ်အဲ့ဒီလူကလှိုင်ကူရှိပေမဲ့နေရာတော့သူ့မသိကြောင်းမင်းတို့လည်း ဒီရွာကနေထွက်သွားတဲ့မီဆိုကအဲ့ဒီနေရာကနေထွက်သွားပါတော့တယ်နိုင်ရာကတော့ဇွဲမလျှော့သေးပဲလှိုင်ကူကူဆက်ရှာနေခြင်းသေးတဲ့အခါတောထဲမှာအန်ရံများတာမို့ရကာကအင်တာနက်လုံနေတဲ့အခါမောင်နှမနှစ်ယောက်စကားအခြေတင်ဖြစ်နေကြခြင်းထူးဆန်းစွာနဲ့တယောက်တနေရာစီလူစုကွဲသွားကြပါတယ်ရကာကဘလို့လုတ်ပြီးလှိုင်ကူပေါက်ကိုရောက်သွားမှမသိတော့အံ့ဩနေပြီးနိုင်ရာပြောတာလဲမှန်နေတာမို့လှိုင်ကူတဲကိုဝင်ကြည့်လိုက်ပါတယ်လှိုင်ကူတဲမှာအလင်းရောင်ကောင်းကောင်းမရတာနဲ့ရကာကအသင်းတွေးတဲ့မီးတို့တစ်ချောင်းကိုမင်းကြီးက ဟိုတီလျှောက်ကြည့်နေရင်ပူဇော်ထားတဲ့သပွဲကုံတလုံးကိုတွေ့တာနဲ့ကြည့်ကြည့်တော့လူနှလုံးသားကိုတွေ့လိုက်ရတာမို့လန့်သွားပါတယ်အဲ့ဒီအချိန်မှာပဲကြောက်မက်ဖွယ်ကောင်းတဲ့အတံများပေါ်လာတဲ့အခါဘသူလဲလို့အုံမေးလိုက်ရင်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါတရေကြီးရောက်နေပြီးခုံအုပ်ခံလိုက်ရပါတော့တယ်နိုင်ရာကတော့ပျောက်နေသူမောင်လေးကိုလိုက်ရှာနေရင်ဘယ်မှမရှာမတွေ့တာနဲ့မင်းကလေးအာရုအိမ်ကိုအကူကြီးတောင်းပို့သွားတော့အာရုကမှသွေးများပေးချန်နေကအသားရည်များခုတ်နေတာကိုတွေ့လိုက်ရပါတယ် အရာနဲ့တေချာကြည့်လိုက်တော့အာရုခုံနေတာကလေးတယောက်ရဲ့အသားစားတွေဖြစ်ပြီးအသားတွေကိုနုံနုံဆင်းနေတာပါနိုင်ရာလည်းမတတိစရာမြင်ခွင့်ချောင်းနှလုံးမခိုင်တော့တာမို့လာယာလန်းကိုပြန်လဲတဲ့အခါမီးလောင်တန်ရံနဲ့မိမကြီးဟာတစ်ပင်အကွယ်ကနေရုတ်တရက်ထွက်လာက သူမနဲ့လက်ခဲဖို့ပြောလိုက်ပါတယ်နိုင်ရာလည်းကြောက်ကြောက်နဲ့မိမကြီးကိုတွန့်ထုတ်လိုက်ပြီးထွက်ပြေးသွားပါတယ်နိုင်ရာလည်းခြေဦးတက်ရထွက်ပြေးရင်တနည်းအားအယောက်မှာအုံသီးတွေဟာသူ့အလိုလိုကြွေကျနေတော့သတိထားနေရင်တွင်းတစ်ခုလည်းကိုပြုတ်ကျသွားပါတယ် အုံးသီးတွေကလည်းတွင်းထဲကိုကြွေကျနေပါတယ်။နိုင်ရာကအုံးသီးတစ်လုံးကိုကောက်ကြည့်တော့အုံးသီးကလူမျက်နှာဖြစ်နေတဲ့အခါကြောက်လန့်တကြအော်ဟစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအုံးသီးတွေရောက်လာပြီးနိုင်ရာကိုတွင်းပြင်ဆွဲထုတ်ပေးလိုက်ပါတယ်။အပေါ်ပြန်ရောက်တဲ့အခါနိုင်ရာကကျေးဇူးတင်ကြောင်းပြောတော့အဖွားကြီးမန်းအိမ်ကိုပြန်မှာပြီးရင်မင်းမောင်လေးကိုခေါ်ပြီးဒီရွာကနေအမြန်ထွက်သွားကြပါဆိုတော့သူ့မောင်လေးကပျောက်နေတာဘယ်မှမရှာလို့မတွေ့ဘူးလို့ပြန်ပြောတဲ့အခါအဖွားကြီးမန်းအိမ်ကိုသာပြန်ပြီးစောင့်နေလိုက်ပါဒီရွာမှာပျောက်သွားကြသူတိုင်း အဖွားကြီးမှန်အိမ်မှာပြန်ပေါ်လာတတ်တယ်လို့ပြောလိုက်ပါတယ်။နိုင်ရာကကောင်းလေးရဲ့စကားကြောင့်အံ့ဩသွားကဒီရွာမှာဘာတွေဖြစ်နေတာလဲ။ငါအဖေကိုရောနင်းသိလား။သူ့နာမည်ကဟန်တန်လို့ခေါ်တယ်ဆိုတော့ကောင်းလေးကအကုန်ဒီကြောင်ခေါင်းငိမ်ပြက နောက်မှဒီအကြောင်းတွေကိုပြောပြမယ်။အခုမင်းကိုပြန်လိုက်ပို့ပေးမယ်။ပြီးရင်မင်းအကူကိုခေါ်ပြီးဒီရွာကနေထွက်သွားဖို့ကူညီပေးမယ်ဆိုကနိုင်ရာကိုလိုက်ပို့ပေးခဲ့ပါတယ်။လမ်းမှာနိုင်ရာက"သူမနာမည်ကိုမိတ်ဆက်တော့ ကောင်လေးကသူ့နာမည်စုကန်လို့ခေါ်ကြောင်းပြန်ပြောလိုက်ပါတယ်နိုင်ရာကသူ့ကိုကူညီပေးလို့ကျေးဇူးတင်ကြောင်းနဲ့သူမနဲ့တွေ့တဲ့အခါဘာကြောင့်မို့ရှောင်ဖယ်နေရတာလဲဆိုတော့သူ့ကူညီတာကဒီကိစ္စတွေအပီးတိုင်အဆုံးသတ်ဖို့နဲ့နိုင်ရာကိုရှောင်နေရတာကလည်းအစတွေကလူတွေနဲ့နီးနီးဆက်ဆက်မနေတတ်တာဖြစ်ကြောင်းပြောပြီးအဖွားကြီးမှန်အိမ်နားရောက်တဲ့အခါမနက်၃နာရီမှာနိုင်ရာမောင်လေးကိုခေါ်ပြီးရွာအဝင်ဝကိုလာခဲ့ဖို့မှားလိုက်ကပြန်သွားပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါအဖွားကြီးကတကားဖွင့်ပေးပြီးဘယ်လိုလျှောက်သွားနေတာလဲဆိုတော့ နိုင်ရာကသွယ်ဝပြီးပြန်ဖြေလိုက်ပါတယ်အဲ့ဒီနောက်ထမင်းစပွဲမှာထိုင်နေတဲ့ရာကကိုတွေ့လိုက်ရတော့စုကံပြောတာမှန်နေမှန်တိလိုက်ရပြီးအမူအရာမပြတ်စီဖို့ဟန်ကိုထားလိုက်ရပါတယ်အဲ့ဒီနောက်အဖွားကြီးအလင်မှာရာကကိုစကားပြောကြည့်ပေမဲ့ရာကကဘာမှပြန်မပြောပဲတက်တက်လွတ်သမားဖြစ်ပြီးအသားတွေစားနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်အဖွားကြီးရောက်လာပြီးထမင်းခုပေတဲ့အခါနိုင်ရာကဟန်မပြတ်စီဖို့ဟန်ဆောင်စားပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအာရူရောက်လာပြီးနေလေကနှုတ်နှုတ်ဆင်းထားတဲ့အသားတွေလာပို့တော့ နိုင်ရာကဆက်မစားနိုင်တော့ပဲပြုတ်တက်လာပြီးစားလို့ဝါပြီဆိုကအခန်းထဲသွားပြီးအကုန်အန်ချလိုက်ပါတော့တယ်တကယ်တော့အဖွားကြီးကသူ့မုံနှမကိုလူသားတွေချက်ကျွေးနေတာပဲဖြစ်ပါတယ်နိုင်ရာတယောက်၃နာရီထုဖို့စိတ်ရှိရှိနဲ့အခန်းထဲမှာအချိန်ဖြုံးနေပြီး15မိနစ်ပဲလိုတော့တဲ့အချိန်ရာကကိုတွန်းနှိုးလိုက်ပါတယ်ဒါပေမဲ့ရာကကနိုးမလာပဲအဖွားကြီးအခန်းထဲမှာမနှံရွတ်ဖတ်တန်တွေကြားလိုက်ရတဲ့အခါအခန်းဘောက်ကနေချောင်းကြည့်တော့အဖွားကြီးကလူရုပ်တရုပ်ကိုအောက်လန်းနဲ့စီရင်နေတာဖြစ်ပြီးကိစ္စပြီးတဲ့အခါ ောက်လန်းပစ္စည်းတွေကိုဂရင်အောက်ကိုထည့်လိုက်ပါတယ်။အဲ့ဒီနောက်အဖွားကြီးထွက်လာတော့နိုင်ရာကဘီရိုနောက်မှာကွယ်နေလိုက်ပါတယ်။အဖွားကြီးကရကအခန်းထဲဝင်သွားတော့အပြင်ကနေချောင်းကြည့်လိုက်ပါတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကတော့အဖွားကြီးဟာရကကိုပြူစားနေတာဖြစ်ပြီးဓမ္မတာနဲ့ဆန့်ကျင်တဲ့အမှုကိုပြုနေတာပဲဖြစ်ပါတယ်။နိုင်ရာတယောက်အော်လဲမအော်ရဲမောင်လေးအတွက်လည်းစိတ်မကောင်းဖြစ်ကကလထိုင်ပေါ်မှာပြကတ်နေအောင်ဝင့်နေလိုက်ပါတယ်။စူကန်ကတော့၃နာရီထိုးသည့်တိုင် ရောက်မလာကြသေးတဲ့နိုင်ရာတို့မောင်နှမကိုစောင့်မြုံနေပါတယ်အဖွားကြီးကတော့သူ့ကိစ္စပြီးပြီမို့ရကအခန်းထဲကနေပြန်ထွက်လာပြီးသူ့အခန်းထဲပြန်ဝင်သွားပါတယ်နိုင်ရာကနာယီကိုကြည့်လိုက်တော့၄နာရီထိုးနေပါပြီရကကလည်းအသိစိတ်မကတ်တော့ဘာဆက်လုပ်ရမှန်းမသိတော့ပဲအဖွားကြီးအခန်းထဲခိုးဝင်ပြီးဂရင်အောက်ကအော်လန်းပစ္စည်းတွေကိုဓာတ်ပုံရိုက်ထားလိုက်ပါတယ်အဲ့ဒီအချိန်အိမ်ရှိမှာကြက်တွေအလန်တကြားအော်နေတဲ့ကြားရတော့အိမ်ရှိထွက်ကြည့်လိုက်တဲ့အခါသူမမောင်လေးရကဟာကြက်အရှင်တွေကိုအစိမ်းစားနေတာဖြစ်ပြီး သူမကိုရံမှုဖို့လို့တော့မီးလောင်ဒဏ်ရာနဲ့မိမကြီးရောက်လာပြီးကုညီပေးတော့မှရကာလည်းအသိစိတ်ပြန်ကတ်သွားကလဲကျသွားပါတော့တယ်အဲ့ဒီအချိန်အဖွားကြီးအတန်ကြားရတော့မီးလောင်ဒဏ်ရာနဲ့မိမကြီးလည်းအ мян ထွက်သွားပါတယ်အဖွားကြီးကအိမ်ပြန်ရောက်နေကြတယ်နိုင်ရာတို့ကိုစိတ်ဆိုးနေပြီးအိမ်နဲ့ပြန်ခေါ်သွားပါတယ်အိမ်နဲ့ရောက်တဲ့အခါအဖွားကြီးကဒါကမင်းတို့အဖေရဲ့အမားပဲသူအောင်လန်းကျင်းခဲ့လို့တရွာလုံးချိန်စာတင့်နေပြီးဒီရွာမှာမွေးတဲ့ကလေးတွေကိုတတ်ပြမရွာဘေးကင်းမှာ နင်တို့အဖေမွေးခဲ့တဲ့နတ်ဆိုကနင်တို့နောက်ကိုလိုက်နေတာနင်တို့အဖေကရွာကထွက်သွားပြီးတရွာလုံးကိုကျင်းစာတိုက်ခဲ့တာဒါပေမဲ့နင်တို့နှစ်ယောက်ကတော့မတူဘူးနင်တို့ကိုကျင်းစာပြေဖို့အတွက်သုံးလို့ရတယ်လို့ပြောလိုက်ပါတယ်နိုင်ရာက"သူမတို့အိမ်ပြန်ချင်နေပြီ"လို့ပြောတော့အဖွားကြီးကရီမောလိုက်ပြီးဓလိထုံနှန်းအတိုင်းမလုပ်ရင်နတ်ဆိုကနင်တို့ဘယ်ကူပဲသွားသွားလိုက်နေမှာပဲဒီနေ့ညနေကောက်ရိတ်သင်းပွင့်ကျင်းပချိန်မှာငါတို့ရစ်ပူဆိုတာကိုလုပ်မယ်ရွာသားတွေနဲ့အတူပေါ့လို့ပြောလိုက်ပါတယ်ဒါပေမဲ့နိုင်ရာကတော့ပြီး ူမတို့အခုချက်ချင်းပဲအိမ်ပြန်ကြမှာလို့ထပ်ပြောတော့ကောင်းပြီအနည်းဆုံးတော့ရကနေပြန်ကောင်းလာမှပြန်ပေါ့ဆိုကထွက်သွားပါတယ်နိုင်ရာလည်းအဖွားကြီးမရှိတော့တာနဲ့အဝတ်တွေကိုထုတ်ပိုးသိမ်းစီပြီးထွက်သွားကြမယ်အလုံးမှာရကကဘယ်ရောက်နေမှမသိပဲလိုက်ရှာကြည့်တော့နဆူပူကတ်ခံထားရကထုတ်တန်းပေါ်ရောက်နေပြီနိုင်ရာဘုကိုခုံအုပ်လိုက်ပါတယ်နိုင်ရာကတော့အောက်မှာဒဲဗင်းညစ်ခံနေရပြီအတန်ကုန်ဟစ်လိုက်တော့အဖွားကြီးရောက်လာကနဆူနှင်ပေးလိုက်တော့မှရကကိုကနဆူဟာထွက်သွားပါတော့တယ်အဖွားကြီးက တွေ့တယ်မဟုတ်လားငါတို့ရစ်ပူဆိုတာလုံးမရတော့မယ်ဆိုတော့နိုင်ရာလည်းလက်ခံလိုက်ရပါတော့တယ်ဒီလိုနဲ့ညက်တွေရောက်တဲ့အခါပွဲတော်ကျင်းပမဲ့လိုင်ကူစီခေါ်သွားတော့နိုင်ရာကဒီရွာမှာဘာလိုင်ကူမှမရှိဘူးလို့ရှင်ပြောခဲ့တယ်လေဆိုတော့မင်းတို့ကိုပြောလိုက်ရင်အဲ့ဒီကိုသွားနေမှာစိုးလို့ပါအဲ့ဒီနေရာကမြင့်မြတ်တဲ့သူတွေပဲဝင်ကွင်းရှိတာလို့အဖွားကြီးကပြန်ဖြေလိုက်ကလိုင်ကူရှိရစီဆက်သွားကြပါတယ်လိုင်ကူရဲ့အယောက်မှာမျက်နှာဖုံးဆွတ်ထားကြတဲ့လူတွေရှိနေကြပြီအဖွားကြီးကခေါင်းဆောင်ဖြစ်နေမှန်းသိလိုက်ရပါတယ် ။ဇပွဲကုံပေါ်မှာလည်းဘာအတွက်ထားထားမှမသိတဲ့တရှိတချောင်းလဲရှိနေတာမို့အဲ့ဒီတရှိကဘာအတွက်လဲလို့နိုင်ရာကမေးလိုက်တော့အဖွားကြီးကရာကာကိုညွန်ပြလိုက်ကသူ့လေပင်အတွက်လို့ပြောလိုက်ပါတယ်။နိုင်ရာကသူတို့ကိုတက်ပြီးရစ်ပူစော်ဖို့လှည့်ပြပြီးခေါ်ခဲ့တာကိုသဘောပေါက်သွားတဲ့အခါထွက်ပြေးဖို့လုပ်ပေမဲ့လွတ်မြောက်မှုမရှိပဲလူကြီးတယောက်ကသူ့မျက်နှာဖုံးကိုချွတ်လိုက်ကငါကမင်းတို့အဖေကိုတတ်ခဲ့ပြီးမင်းတို့ကိုဒီရောက်လာစေဖို့ဓာတ်ပုံနဲ့အတူတဲလွန်စားတွေထားခဲ့တာ တစ္စပေါမိသားစုကိုတပ်ပစ်ချင်နေတာကြာပြီလို့ဆိုကခေါ်သွားပါတော့တယ်အဲ့ဒီအခါအဖွားကြီးကသူ့ကိုလောလောဆယ်အရှင်ထားလိုက်ငါတို့အတွက်အသုံးဝင်နိုင်သေးတယ်လို့အမိန်ပေးလိုက်ပါတယ်အဲ့ဒီအခါနိုင်ရာကိုတော်ရင်တနေရစီခေါ်သွားပြီးအိမ်တလုံးနဲ့ထက်ကအပြင်ကနေစောင့်နေကြပါတယ်နိုင်ကူထဲမှာတော့ရာကာကိုထိုင်ကုန်ပေါ်မှာချုပ်ထားပြီးအဖွားကြီးကရစ်ပူစို့ဖို့အတွက်အစီရင်စလိုက်ပါတယ်နိုင်ရာစီကိုတော့စူကန်ရောက်လာပြီးကဲထုတ်သွားပါတယ် အဆောင်တွေကအတန်ကြားလို့သွားစစ်ကြည့်တော့နိုင်ရာကိုမတွေ့တာနဲ့ချက်ချင်းလိုက်ရှာကြပါတယ်နိုင်ရာတို့လည်းအဝေးထိမရောက်ခင်အဆောင်တွေလိုက်လာတာမို့တစ်ပင်နောက်မှာပုန်းနေကြပြီးစူကန်ကအဆောင်တွေကိုသူ့များခေါ်သွားမယ်မင်းကတစ်ကနေတရာထိရီလိုက်ပါပြီးရင်အဖြူရောင်မှတ်ထားတဲ့တစ်ပင်တွေနောက်လိုက်သွားပါအိမ်တီတီလေးတလုံးကိုတွေ့လိုက်မယ်အဲ့ဒီမှာဘေးကင်းမယ်လို့ပြောလိုက်ပါတယ်တကယ်တော့စူကန်ကမျက်နှာမီးလောင်ဒဏ်ရာနဲ့မိမကြီးရဲ့သားဖြစ်ပြီးသူ့ကူညီနေရတာကလည်း အကြောင်းရှိလို့ပါပဲအဲ့ဒီနောက်မှာစူကန်ကအတန်ပေးပြီးထွက်ပြီးတော့အဆောက်တွေကလိုက်ဖန်ကြပါတယ်နိုင်နာလည်းအမတ်စင်တရာတိရည်ပြီးစူကန်ပြောတဲ့လမ်းအတိုင်းထွက်ပြေးပြီးအိမ်လေးစီရောက်တဲ့အခါမိမကြီးကအိမ်ထဲဆွဲခေါ်လိုက်ကစူကန်ရောလို့မေးလိုက်ပါတယ်နိုင်နာကမိမကြီးကိုကြောက်နေပြီးဘာမှပြန်မပြောတဲ့အခါမိမကြီးကရေတခွက်တိုက်လိုက်ကငါကသူတို့ထဲကလူမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအခါနိုင်နာကကြောက်ကြောက်နေပဲသူ့မောင်လေးကိုဖမ်းထားကြတယ်ဒီရွာမှာဘာတွေဖြစ်နေတာလဲ ကျမတို့အဖေဒီရွာကိုချိန်စာတိုက်ခဲ့တယ်ဆိုတာကရောအမှန်မဲလားလို့မေးလိုက်ပါတယ်မိမကြီးကမင်းအဖေကိုဒီမကောင်းတဲ့ရွာကနေထွက်ပြေးဖို့ကူညီပေးခဲ့တာငါပဲဆိုကအရင်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းများကိုပြောပြလိုက်ပါတော့တယ် ရန်ကူရွာကလူတိုင်းဟာနတ်ဆိုးကိုကိုးကွယ်ကြတယ်။ရွာမှာချမ်းသာဖို့နဲ့ဘေးကင်းဖို့အတွက်မျိုးဆက်ပေါင်းများစွာနတ်ဆိုးကိုကိုးကွယ်ကြတယ်။နတ်ဆိုးကိုပူဇော်ဖို့အတွက်နှစ်စဉ်ကလေးများကိုရစ်ပူဇော်ပေးကြရတယ်။အဲ့ဒီလူအချက်ကြောင့်ပဲသူတို့ဟာဓမ္မတာနဲ့ဆန့်ကျင်ပြီးမျိုးပွားပေးခဲ့ရကပုံပြပန်းပြဖြစ်နေတဲ့ကလေးတွေကို ရစ်ပူစော်ပေးရတယ်ရစ်ပူစော်ဖို့အလက်မကျသေးတဲ့ကလေးတွေဟာလည်းအလက်ကျလာတဲ့အခါရစ်ပူစော်ခံကြရတယ်တစ္ဆာပေါက်သူတွေဟာနှဆိုးရဲ့လိုက်လံတက်ပြတ်ခြင်းခံရတယ်လူကောင်းအတိုင်းကြီးပြင်းလာသူတွေကိုတော့အချိန်ကျလာတဲ့အခါခေါင်းဆောင်အဖြစ်ရွေးချယ်ခံကြရတယ်မင်းတို့ဖေဟန်နန်ဟာလည်းခေါင်းဆောင်နေရာယူဖို့အချိန်ကျလာတဲ့အခါဒီလိုလုံးရက်တွေကိုသူ့ရဲ့သားသမီးတွေကိုပါလက်ဆင့်မကန်းကျင်တော်မူရွာကနေထွက်ပြေးဖို့ကြံစီခဲ့တယ် မင်းတို့ရဲ့အမေကတော့အမေတော်တယ်လို့အတော်လဲတော်ဆက်တယ်ဘာလို့လဲဆိုတော့မောင်နှမကြီးယူထားကြလို့ပါပဲဒါပေမဲ့မင်းတို့အမေဟာရွာမှာမီးလောင်မှုဖြစ်တော့ကဆုံးပါသွားခဲ့တယ်ငါကတော့လොမြောက်ခဲ့ပေမဲ့မျက်နှာပျက်စီးခဲ့ရတယ်တရက်မှမင်းတို့အဖေဟာမင်းတို့အမွန်တယောက်ကိုခေါ်ပြီးငါစီရောက်လာခဲ့တယ်သူကရွာကထွက်ပြေးဖို့ကူညီခိုင်းတာဖြစ်ပြီးငါကမောပညာတတ်တာကိုတိထားတာကြောင့်ပါတကယ်တော့ ငါကလည်းမင်းတို့ရဲ့အတော်ဖြစ်ပြီးမင်းတို့အတွက်စိတ်မကောင်းတာနဲ့ကူညီပေးခဲ့တယ်ဒါပေမဲ့ငါပေးလိုက်တဲ့အဆောင်က22နှစ်တိပဲခံနာမှုမျိုးကိုရောက်တာနဲ့ငါဆရာကီမန်းကိုရှာဖို့ပြောခဲ့ကြောင်းပြောပြလိုက်ပါတော့တယ်တကယ်ကမိမကြီးပေးခဲ့တဲ့အဆောင်နဲ့ဟန်တန်ဟာ 22နှစ်လုံးလုံးနတ်ဆိုးလက်ကနေလွတ်မြောက်ခဲ့ပေမဲ့22နှစ်ကြော်သွားတဲ့အခါမှာအဆောင်ရဲ့တက်တန်းကကုန်သွားပြီမို့နတ်ဆိုးနဲ့အတူသူ့ရဲ့တစ္ဆာကံတယောက်ကနာသက်သွားခြင်းဖြစ်ကခေါင်းဆောင်နေရာကိုစက်ခံဖို့အတွက်လဲနိုင်ရာတို့မောင်နှမနှစ်ယောက်ရွာကိုရောက်လာအောင်လှည့်ပြားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲအဖွားကြီးကသူ့ရဲ့ခေါင်းဆောင်နေရာကိုရကကိုတဲ့လွှဲပြောင်းပေးလိုက်ပါတယ်ဒါပေမဲ့ရကဟာအမွာဖြစ်နေတာမို့နိုင်ရာနဲ့ဝိညာဉ်ချင်းဆက်နေတာဖြစ်တာကြောင့်တယောက်ကိုတတ်မှတ်ဖြစ်တော့မှာပါ အရိအခါဖမ်းထားတဲ့နိုင်ရာကိုခေါ်ခိုင်းတော့နိုင်ရာအစာနိုင်ရာကိုလွတ်မြောက်အောင်ကူညီပေးခဲ့တဲ့စူကန့်ကိုခေါ်လာခဲ့ပြီးသူ့ကြောင့်လွတ်မြောက်သွားတာသူဟာတစ္ဆပေါက်ဆိုကဓာတ်စီလောင်းပြီးအရှင်လက်လက်မီးရှို့ပစ်လိုက်ကြပါတယ်နိုင်ရာတို့စီမှာတော့နိုင်ရာကသူမအဖေစီကရခဲ့တဲ့အဆောင်လယ်ဆွဲကိုပြကြည့်တော့မိမကြီးကတစ်ချကြည့်လိုက်ပြီးဒီအဆောင်ကနိုင်ရာတို့ငယ်စဉ်က သူလှုပ်ပေးခဲ့တာဖြစ်ပြီးဒါကမွေးကင်းစကလေးတွေကိုပဲကာကွယ်ပေးနိုင်တာဆိုကာ အဆောင်ကိုထိရောက်စေအောင်သူ့ရဲ့မှုပညာနဲ့တိတ်တိတ်တင်ပေးလိုက်ပါတယ်။နိုင်ရာလည်းအဆောင်ကိုယူပြီးအလျင်မြန်ထွက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲအဖွားကြီးလက်ကလွတ်မြောက်လာတဲ့ရာကာနဲ့တွေ့တော့ဝမ်းသာသွားပါတယ်။ရာကာကသူ့နောက်လိုက်ခဲ့ဖို့ပြောပြီးခေါ်သွားပါတယ်။အဲ့ဒီအချိန်အဆောင်တွေကလည်းသူတို့နှစ်ယောက်ကိုလိုက်ရှာနေတော့ခြေဦးတဲ့ရပြေးရင်းနဲ့တနည်းအားအရောက်မှာစူကန်အမေကသူ့နားမှာလာပုံးဖို့အချက်ပြပြီးခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတည့်ရွက်လောက်တာမြင်သွားကြတဲ့အဆောင်တွေရောက်လာတော့ ။စုကအမေကိုတွေ့သွားချက်ကကလေးနှစ်ယောက်ကိုဘယ်မှာဖွက်ထားရလဲလို့မေးလိုက်ပါတယ်။မိမကြီးကမဖြေတဲ့အခါနင်းရဲ့သားလိုမျိုးမီးလောင်ပြီးတေးကျင်တာလားဆိုတော့မိမကြီးကဒေါသမိလောင်မြိုက်သွားကနင်းတို့အားလုံးတေးချပါစေလို့ကြိမ်းဆဲပြီးဒရွေးနဲ့ပတ်လိုက်တဲ့အခါလူကြီးကစိတ်ဆိုးသွားပြီးဓာတ်နဲ့ပိုင်းချလိုက်ပါတယ်။ရာကာကတော့ထွက်ပြေးမယ်ဆိုပြီးနိုင်ရာကိုလှိုင်ကူတဲ့ဖမ်းခေါ်လာပါတယ်။အဖွားကြီးကအောင်းလန်းအယုတ်နဲ့ပြူစားပြီးစေခိုင်းခဲ့တာကြောင့်မှနိုင်ရာအတွက်တော့လွတ်မြောက်ဖို့လမ်းမရှိတော့ပါဘူး။ဂူဝါမှာတစ္ဆာခန်းတွေရောက်လာကြတော့ နိုင်ရကစူးစမ်းပြီးခုခံပေးမယ်လေအရာမရောက်ဘဲဝိုင်းဝန်းရိုက်နှက်ကြပါတော့တယ်လက်မလုံခင်အချိန်မှာပဲအဖွားကြီးကတော်ကြတော့သူ့ကိုငါကိုယ်တိုင်တတ်မယ်ဆိုပြီးဓာတ်နဲ့ခုတ်လိုက်ပါတယ်ဒါပေမဲ့နိုင်ရကရှောင်းလိုက်နိုင်ပြီးသူမအဆောင်နဲ့အဖွားကြီးရဲ့နှဖူးကိုတတ်လိုက်တဲ့အခါမှာတော့အဖွားကြီးမျက်နှာဟာသူမတို့အဖေမသိဆုံးခင်ကဖြစ်ခဲ့တဲ့အတိုင်းဖြစ်သွားပြီးခရောင်ချောက်ချားဖြစ်သွားကမဲမဲမြင်ရဓာတ်နဲ့ပတ်ခုတ်ပါတော့တယ်တစ္ဆာခံတွေဟာလဲစိတ်နဲ့လူမကတ်ကြတော့ပဲသူတို့ကိုသူတို့တတ်တည်သွားကြပါတော့တယ် ရာကလည်းနတ်ဆိုးနဲ့ချိတ်ဆက်ဖူးတာမို့ကြောက်တုံးနဲ့စောင့်နေလေတော့နိုင်ရာကဆွဲထားလိုက်ပါတယ်။အဲ့ဒီအချိန်တယောက်တည်းကျန်တော့တဲ့အဖွားကြီးဟာနိုင်ရာစီလာပြီးတက်ဖို့အလို့နိုင်ရာကဘေးနားကဓားကိုကောက်ပြီးငယ်ရိတ်ကိုခုတ်ချလိုက်တဲ့အခါအဖွားကြီးလည်းအသက်ထွက်သွားပါတော့တယ်။အဲ့ဒီနောက်မှာမောင်လေးကိုခေါ်ပြီးလှိုင်ကူတွေကထွက်သွားကြတော့နတ်ဆိုးလည်းထွက်ပေါ်လာခဲ့ပါတယ်။နိုင်ရာတို့လည်းတောလန်းတစ်လျှောက်ထွက်ပြေးကြရင်တနည်းအားအယောက်မှာ ရကပြောက်တော့လို့ရှာနေတော့နှဆိုးနဲ့ပပင်းတိုးကတတိမိသွားပါတော့တယ်။သူမတတိယလာချိန်မှာတော့ရွာပြင်စရက်မှာရောက်နေခဲ့ပြီ။ကားတစီတွေ့တာနဲ့ကားကိတ်ကိုလမ်းကြုံလိုက်ဖို့အကူအညီတောင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မောင်နှမနှစ်ယောက်ဟာရန်ကူရွာကနေထွက်ခွာလာခဲ့ကြကကားအနောက်မှာတင်ထားတဲ့တီးနံများအကင်ကင်ဖို့အတွက်ရောင်းချမဲ့ငါးချင်းတော်များရဲ့နဘေးမှာလိုက်ပါခဲ့ကြရင်ဂျာဖာအယောက်မှာမြို့ကိုပြန်ဖို့အတွက်ပတ်စကားစီပြီးနေအိမ်စီပြန်လာခဲ့ကြပါတော့တယ်။ဒါပေမဲ့အဝေးကြီးမရောက်ခင်မှာပဲ ကားပေါ်ကခီးတဲ့မှန်သမျှကိုလူတစ်ယောက်ကရရက်ဆက်ဆက်ဓာတ်နဲ့ခုတ်တက်နေပြီးကားဒရိုင်ဘာကိုတက်ပြီးတဲ့အခါမှာတော့ကားကရက်သွားပါတယ်ကားပေါ်ကနေသွေးအလိမ့်လိမ့်နဲ့ဆင်းလာသူကတော့ရကာပဲဖြစ်ပါတယ်ရကာဟာစိတ်နဲ့လူ မကတ်တော့ပဲနတ်ဆိုးရဲ့စေစားရအတိုင်းနေမြေအစ်စ်စကြအစ်စ်ကိုရှာဖို့အတွက်အသင့်ဖြစ်နေခဲ့ပါပြီ နိုင်ရာကတော့ဘတ်စကားပေါ်ထိပါမလာခဲ့ပဲရန်ကူရွာက အထွက်မှာတဲ့ငါးခင်တွေကဒုတ်ချောင်းနဲ့ထိုးခံရကလေပင်းထုတ်ချင်းပေါက်ပြီးတရအောက်မှာတည်ဆုံးသွားနေပါပြီ အဲ့ဒီနောက်မှာတော့ရန်ကူရွာမှာကျင့်သုံးကြတဲ့ဒလီယိုရများနဲ့စင်တူတဲ့အမှုများအင်ဒိုနီးရှားရဲ့နေရာတချို့မှာဖြစ်ပေါ်ခဲ့ကြောင်းသတင်းစာထဲမှာပါလာခဲ့ပြီးခုတက်အစ်ပလစ်ဇလန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမဇလန်းလေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမ